မင်္ဂလာပါကချင် wave တရင်ဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိညနေခင်းတိုင်းတင်ဆက်တော်မယ့်တရင်အစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေ့စဉ်ထူးခြားတရင်တွေကိုတင်ဆက်ပြီးတော့မယ့်တရင်အစီအစဉ်တင်ဆက်တော်မယ့်ဆံမဲဖြစ်ပါတယ်။ စစ်ကော်မရှင်ကဒီကနေ့မှလည်း KIA တမဟာကိုးနဲ့တမဟာတင်နယ်မြေတွေကိုလေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒီနေ့မွန်းလွဲ၂နာရီဝန်းကျင်ကတိုက်လေရင်နဲ့တမဟာကိုးနယ်မြေရင်း၆ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့စီရင်နေဆက်တဲ့သတင်းရင်းမြစ်ကဆိုပါတယ်။ KIA တမဟာတင်နယ်မြေမချမ်းပေါ်မြို့နယ်အင်ခါကားကျေးရွာဘက်ကိုလည်းဒီနေ့ထပ်မံပြီးတော့လေရင်ဘုံနဲ့ကျဲချခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တအူကဆိုပါတယ်။အော်တိုဝါ၂၆ရက်နေ့ကလည်းအင်ခါကားရွာကိုလေရင်ဘုံနဲ့ရှစ်လုံးကျဲချခဲ့တာဖြစ်ပါတယ်။ဖကတ်မှာကတော့ ော့လက်တလောတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့အပြင်တူညီတဲ့ area ကိုပဲပြစ်မှတ်ထားပြီးစစ်ကောင်မရှင်ဟာမကြာခဏလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။စီရင်နီးဆက်တဲ့တရင်ရင်မြစ်ကတော့ဒါဟာစစ်ကောင်မရှင်က6လန့်လိုတဲ့တဘောနဲ့ပြုလုပ်တာဖြစ်နိုင်တယ်လို့ခန့်မှန်းပြောဆိုပါရတယ်။မကြာသေးမီကဖကန့်ရဲ့ KIA ထိန်းချုပ် area အတွင်မှာလူတစ်စုဆောင်ခဲ့တဲ့ဖြစ်စဉ်တွေဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်မရှင်ကလည်းအဲ့ဒီနောက်ပိုင်းမှာပဲတမဟာနယ်မြေတွေကိုအ धिक လေကြောင်းတိုက်ခိုက်လာတာကြောင့်စစ်ရေးတင်နန်းတွေကိုဦးတည်ဖျက်ဆီးလိုတဲ့သဘောဖြစ်မယ်လို့လည်းဖကန့်ဒေတာခံတွေကထင်ကြေးပေး ြောဆိုနေကြပါတယ်ကချင်ဝမ်းပိုက်ဝါဖပြုတ်ကြီးလို့ခေါ်တဲ့မျိုးစိတ်ကိုကချင်ပြည်နယ်မှာပထမဆုံးမတန်းတင်ရရှိခဲ့ကြောင်းစာတမ်းတို့ထွက်ရှိခဲ့တယ်လို့မြန်မာနိုင်ငံမှာရှိတဲ့ဇီဝမျိုးစိတ်တွေကိုလေ့လာမတန်းတင်နေပြီးထိန်းသိမ်းမှုတွေလုပ်နေတဲ့ Native Species Conservation and Identification in Myanmar ကပြောပါတယ် အဆိုပါဖပုတ်ကြီးမျိုးစိတ်ကမြန်မာနိုင်ငံမှာရှိကြောင်းစာတမ်းကို NSCI အဖွဲ့ရဲ့ admin တဦးဖြစ်တဲ့ကိုဝင်းပိုင်ဦးကရေးသားခဲ့တာဖြစ်ကြောင်းအော်တိုဝါ28ရက်နေ့က NSCI Facebook စာမျက်နှာကနေထုတ်ပြန်ခဲ့ပါတယ်။ခြေောက်မှာရေရက်ကြီးတွေပါတဲ့အဲ့ဒီမျိုးစိတ်ကိုတရုတ်မှာစတင်တွေ့ရှိခဲ့တာဖြစ်ပြီးသိပ်ပံနာမည်က Bombing Maxima လို့ခေါ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာအရင်ကမတမ်းမတင်နိုင်ခဲ့တဲ့ဒီကချင်ဝမ်ပိုင်ဝါဖပုတ်ကြီးကိုတော့ကချင်ပြည်နယ်ချဖွေမြို့နယ်ဖီမော်ရွာကပင်လယ်ရေမျက်နှာပြင်အမြင့်မီတာ1500 30ရှိတဲ့တောင်ပေါ်မှာကိုတန်းထိုင်အောင်ကတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ကိုဝင်းပိုင်ဟောကပြောပါရတယ်။ ကချင်ပြည်နယ်မှာတွေ့ရှိခဲ့ရတဲ့ဝမ်ပိုက်ဝါပပျုတ်ကြီးရဲ့ထူထားချက်ကတော့ဝမ်ပိုက်မှာအဝါရံအကွက်တွေပါပြီးခြေထောက်မှာရေရက်ပြအကြီးကြီးတွေနဲ့ကိုယ်ပေါ်မှာလည်းပူးတွေပါရှိပြီးတော့အဆိပ်ရှိတတဝါဖြစ်တယ်လို့လည်းကိုဝင်းပိုင်ဟောကရှင်းပြပါဗျ။ဒီမဲ့တန်းဟာမြန်မာနိုင်ငံမှာပညာရှင်ပေါင်းများစွာမဖော်ထုတ်နိုင်သေးတဲ့ခေတ်ဆက်ဆက်မတွေ့ရှိခဲ့ကြတဲ့မျိုးစိတ်တွေအများကြီးရှိနေတဲ့ကြောင်းတက်သေးပြတဲ့ပြရုပ်တစ်ခုဖြစ်ပြီးတော့နောက်ကိုလည်းဇီဝမျိုးစိတ်တွေမြန်မာနိုင်ငံမှာတွေ့ရှိရကြောင်းတက်သေးပြမတန်းတင်နိုင်ဖို့ NSCI Group မှာ post တွေတင်ပေးခြင်းအပြင်မျိုးစိတ် ိတ်တဲထုတ်ပေါ်ခြင်းမတန်တဲထုတ်ပေါ်ခြင်းခီးလန်းတွေမှာပူပေါင်းပါဝင်ပေးကြဖို့ကိုလည်းကိုဝင်းပိုင်ဦးကဖိတ်ခေါ်ထားပါတယ်ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကတော့ဒီမှာပဲရနာပါရစေမိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကြံပါပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်